ကြားဖြန့်အပါအဝင်ရာဇဝတ်မှု လုပ်ငန်းတွေနဲ့နာမည်ကြီးတဲ့ထိုင်းမြန်မာနယ်စပ်မြဝတီ KK Park မြို့သစ်စီမံကိန်းထဲမှာအလုတ်လုတ်ကင်နေကြတဲ့တရုတ်ထိုင်းအပါအဝင်အလုတ်သမားထောင်ချီဟာအော်တိုဘာလ22ရက်မနက်ပိုင်းမှာပဲအစုလိုက်အပြုံလိုက်ထွက်ခွာနေကြပါတယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့အနီးမှာရှိတဲ့မဲထော်တလေအင်ဂျင်မြိုင်မင်းလက်ပံတို့မှာအခြေစိုက်လှုပ်ရှားနေတဲ့အွန်လိုင်းကြားဖြန့်လုပ်ငန်းမှာလုတ်ကင်နေတဲ့ ခြံဝင်းအချို့ထဲမှာမြန်မာနိုင်ငံသားများအပါအဝင်နိုင်ငံပေါင်းစုံမှအလုသမားတွေဟာထိုင်းနိုင်ငံဘက်ကိုကူးဖို့အတွက်နေဆက်ဂိတ်တွေမှာစောင့်ဆိုင်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်မရှင်က KK ဘက်ကိုစစ်ကြောင်းများဖြင့်ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့အော်တိုဘာလ19ရက်သတင်းထုတ်ပြန်မှုဟာဟန်ပြရှင်းလင်းခြင်းသာဖြစ်တယ်လို့သတင်းများကြေကြေပြန့်ပြန့်ထွက်ပေါ်လာချိန်မှာကြားဖြန့်လုပ်ငန်းခွင်များထဲမှာအလုသမားထောင်ချီဟာ ထွက်ပြေးတင်းရှောင်နေကြတာလည်းဖြစ်ပါတယ်။ KK Park ထဲမှတရုတ်နိုင်ငံသားတချို့ကို BGF ကကားရီနဲ့အော်တိုဘားလာ22ရက်ညနေပိုင်းကတည်းကကြိုတင်ခေါ်ထုတ်ခဲ့ပြီးအော်တိုဘားလာ22ရက်နနက်အစောပိုင်းမှာဂိတ်တကားများကိုဖွင့်ကာကျန်းအလုသမားထောင်ချီကိုထွက်ခွင့်ပြုလိုက်တာလည်းဖြစ်ပါတယ်။ထွက်ပြေးကြသူတွေထဲမှာအာဂျင်တီးနာ၊မလေးရှား၊တရုတ်၊အိန္ဒိယ၊ဗီယက်နမ်၊ထိုင်း ကိုရီးယားစတဲ့နိုင်ငံတွေကနိုင်ငံသားတွေပါဝင်တယ်လို့သိရပါတယ်။ထွက်ပြေးတိမ်းရှောင်နေသူတွေဟာအွန်လိုင်းငွေလိမ်လုပ်ငန်း၊အွန်လိုင်းကာစီနိုလုပ်ငန်းနဲ့အွန်လိုင်းမှာတဆင်လိမ်ဖြောပြေးပေးရမှာလောက်ကင်နေကြသူများဖြစ်ပြီးတခြားလုပ်ငန်းလောက်ကင်နေသူများရှိနေစေ ဖြစ်ကြောင်းသိရှိရပါတယ်။မြန်မာအများစုကတော့တန်ရှင်းရေး၊ထမင်းချက်၊လုံခြုံရေးအဆောင် ဆောက်လုပ်ရေးစတဲ့အလုပ်တွေကိုလောက်ကင်နေကြသူများဖြစ်ပါတယ်။ ရန်ပုံငွေအကျက်တဲတွေကြောင့်ကုလသမဂ္ဂရဲ့ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်တွေကိုကမ္ဘာအနှံ့မှာတိတိတတ်တာဖျက်တောက်လျှော့ချသွားမယ်လို့သိရပါတယ်။ကမ္ဘာတလွားမှာဖြန့်ကျက်ထားတဲ့ Operation Gogu တွေကငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်အင်အားရဲ့စုစုပေါင်း၄ဘုံ၃ဘုံလောက်ကိုလျှော့ချသွားမှာဖြစ်တယ်လို့ကုလသမဂ္ဂရဲ့ထိပ်ပိုင်းအရာရှိတွေကပြောပါတယ်။ကမ္ဘာတလွားမှာငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက်ဖြန့်ကျက်ထားတဲ့တပ်ဖွဲ့ဝင်တွေရဲတွေသူတို့ရဲ့အသုံးဆောင်တွေက25ရာခိုင်နှုန်းလောက်ကို ပြန်သိမ်းဆဲယူခေါ်ယူရမှာဖြစ်ကြောင်းအရက်ဖက်ဝင်တဲ့အများအပြားအပေါ်မှာလည်းထိရောက်တက်ရောက်မှုတွေရှိလာနိုင်ကြောင်းအမည်မဖော်လိုတဲ့ကုလသမဂ္ဂအကြီးတန်းအရာရှိတဦးကဆိုပါတယ်ကုလသမဂ္ဂရန်ပုံငွေအကြက်တဲတွေကြောင်းကုလသမဂ္ဂရဲ့ငင်းချမ်းရေးတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေတဲ့ဘင်္ဂလားဒေ့ရှ်ငင်းချမ်းရေးတပ်ဖွဲ့ဝင်တွေတဲက1400ကို2026ခုနှစ်နှစ်လဲမှာနေရပြန်ပို့မယ်လို့လည်းသိရပါဗင်္ဂလားဒေ့ရှ်ဟာ1988ခုနှစ်ကလေစတင်ပြီးတော့ နိုင်ငံပေါင်း43နိုင်ငံကငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်63ခုမှာပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပြီးအဲ့ဒီကာလတွေအတွင်းလက်နက်ကိုင်းတပ်ဖွဲ့ဝင်2သိန်းနီးပါးပါဝင်ထမ်းဆောင်ခဲ့တယ်လို့သိရပါဗျ။သတင်းတွေအရကုလသမဂ္ဂဟာဘင်္ဂလားဒေ့ရှ်ကိုသာမကနီပေါငြိမ်းချမ်းရေးတပ်ဖွဲ့ကို28ရာခိုင်နှုန်းနဲ့ရဝန္ဒါကို31ရာခိုင်နှုန်းရှော့ချမှာဖြစ်တယ်လို့သိရပါဗျ။အဓိကရန်ပုံငွေထောက်ပံ့သူဖြစ်တဲ့အမေရိကန်အစိုးရစီကနေ နောက်ထပ်ရမယ့်အကူအညီငွေကြေးတွေနဲ့ပတ်သက်လို့ဘာမှမသေးကြတော့တာကကုလသမဂ္ဂအတွက်အခက်အခဲတွေနဲ့ရင်ဆိုင်လာနေရတာဖြစ်ပါတယ်။အမေရိကန်ဟာကုလသမဂ္ဂရဲ့အဓိကအလူရှင်ဖြစ်ရည်တည်နေပြီးအတုံးစီအားလုံးရဲ့26ရာခိုင်နှုန်းကိုထောက်ပံ့ပေးထားသလိုတရုတ်ကတော့ဒုတိယနေရာမှာရည်တည်ရင်24ရာခိုင်နှုန်းလောက်ခွဲတန်းကိုတာဝန်ယူထားပါတယ်။အကျိုးဆက်အဖြစ်တောင်ဆူဒန်၊ဂုံကို၊လေဗနွန်၊စိုက်ပရိုက်တဲ့အလဲပိုင်းအာဖရိက၊အနောက်ပိုင်းဆာဟာရာ ဂိုရန်ကုန်းမြစ်နဲ့ဆူဒန်တို့ကငင်းချဲရေးထိမ့်သိမ်းမှုမစ်ရှင်တွေပေါ်ရိုက်ခတ်မှုတွေကြီးကြီးမားမားရှိလာမှာဖြစ်ပါတယ်။ဒါအပြင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်က WHO အပအဝင်ကုလသမဂ္ဂအဖွဲ့အစည်းအများအပြားကနေနှုတ်ထွက်လိုက်တဲ့အချိန်မှာငွေကြေးအခက်အခဲတွေမကဘဲအဖွဲ့အစည်းရဲ့လက်ပတ်နိုင်စွမ်းပေါ်မှာလည်းတက်ရောက်လာပါတယ်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ရဲ့ UNAIDS ပြုပြင်ပြောင်းလဲမှုအဆိုအရကုလအဖွဲ့အစည်းရဲ့ကဏ္ဍ၃ခုဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးလူခွင့်ရေးနဲ့စင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာဖြတ်တောက်လျှော့ချမှုတွေပြုလုပ်ဖို့အဆိုပြုခဲ့ပါတယ်။နောက်နှစ်ဘတ်ဂျက်ကိုဒေါ်လာတန်း900လျှော့ချဖို့အဆိုပြုခဲ့ရပြီးကာကွယ်ဆေးထုံတမ်းရေးပညာရေးနဲ့ဒုက္ခသည်ရေးဆိုင်ရာအထောက်ပံ့တွေမှာလည်းအသုံးစိအများအပြားနှေးပါသွားမှာဖြစ်ပါတယ်။နေ့စဉ်နဲ့အမျှကမ္ဘာစားနေရိတ်ခအစီအစဉ် WFP ကမ္ဘာကလေးများရန်ပုံငွေဖွဲ UNICEF နဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းစည်းရုံး UNHCR တို့လိုအေဂျင်စီတွေကလည်းလူသန်းပေါင်းများစွာကို အစားအစာ အမိုအကာနဲ့စေဝါတွေထောက်ပံ့ပေးနေတာလည်းဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အွန်လိုင်းငွေလင်ကိုင်းကြားဖြန့်တွေအသုံးပြုနေတဲ့ Jodu Internet Starlink စပောင်း2500ကျော်ကိုဝန်ဆောင်မှုဖြတ်တောက်လိုက်တယ်လို့ Starlink Internet ဝန်ဆောင်မှုရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ SpaceX ကထုတ်ဖော်ပြောကြားလိုက်ပါတယ်။ American Outlook တော်ကမြန်မာနိုင်ငံကငွေလိမ်ကိုင်းတွေနဲ့ Starlink ပတ်သက်မှုကိုစုံစမ်းစစ်ဆေးနေချိန်မှာ အခုလိုပိတ်လိုက်တာလည်းဖြစ်ပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံနယ်စပ်တလျှောက်မှာကြားဖြန့်အဖွဲတွေအခြေစိုက်ပြီးလိမ်လည်မှုတွေပြုလုပ်မှုဟာ2021ခုနှစ်နောက်ပိုင်းမှာပုံမဆိုးရွားလာပါတယ်။ဖေဖော်ဝါရီလကစတင်ပြီးထိုင်းမြန်မာနဲ့တရုတ်နိုင်ငံတို့ပူးပေါင်းကာ ြင်းပြင်းထန်ထန်ဖြုတ်ခွင်းမှုမှအလုတ်သမား9000ကျော်ကိုကြားဖြန့်စင်တာတွေကနေနေရက်ကိုပြန်ပို့ခဲ့ပြီးထိုင်းကလည်းနေဆက်ဖြတ်ကျော်အင်တာနက်ကိုဖြတ်တောက်ခဲ့ပါတယ်။အင်းနီချင်းထိုင်းနိုင်ငံကနေဆက်ဖြတ်ကျော်အင်တာနက်ဓာတ်ချိတ်ဆက်မှုတွေကိုဖြတ်တောက်လိုက်ပြီးနောက်စင်တာအများအပြားမှ Starlink အင်တာနက်စလောင်းအများအပြားကိုအဆောက်အုံတွေရဲ့ခေါင်းမိုးတွေမှာ တွေ့ရှိရတယ်လို့ဆိုထားပါတယ်။မြန်မာနိုင်ငံရဲ့နာမည်ဆိုးနဲ့ကြော်ကြတဲ့ကြားဖြန့်စင်တာတွေတဲကတစ်ခုဖြစ်တဲ့ KK ဘတ်ကိုဝင်ရောက်စီးနင်းပြီးနောက် Starlink ဂျိုဒု30ကိုတင်စီရမိခဲ့ကြောင်းမြန်မာအာဏာပိုင်တွေကယခုသတင်းပတ်မှာထုတ်ပြန်ခဲ့ပါတယ်မြန်မာနိုင်ငံမှာကြားပြန့်လုပ်ငန်းတွေကို ထိုင်းမြန်မာနယ်စပ်ကစစ်တပ်လက်အောက်ခံကရင်နယ်ကြားဆောင်တပ် BGF ထိန်းချုပ်တဲ့နေရာတွေမှာအများစုလုက ାଇ နေကြတာဖြစ်ပါတယ်ထိုင်းနိုင်ငံမှာကနေဒါနဲ့ဩစတြေးလျနိုင်ငံတွေမှာ စိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကင်ရမယ်လို့ဆိုပြီးကုမ္ပဏီနဲ့ကိုယ်စလဲတွေကိုဘတ်စနတန်းကျော်ခန့်ငွေပေးချေခဲ့ပြီးလိမ့်လည်ခံခဲ့ရကြောင်းအလုရှောက်ဖွေခဲ့သူ169ကပြောပါတယ်အဲ့ဒီအလိမ်ခံရတဲ့169ဟာအလုကန်ရှောက်ဖွေရေးဌာန DOE ကိုတိုင်ကြားခဲ့ရအော်တိုဘောလ21ရက်မှာတိုင်ကြားမှုတွေကိုလက်ခံပြီးတော့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ဗီဇာလျှောက်ထားတဲ့ကုမ္ပဏီတစ်ခုရဲ့ကိုယ်စလဲအယောင်ဆောင်သူတွေကဆိုရှယ်မီဒီယာတွေကနေတဆင့် ကနေဒါနဲ့ဩစတြေးလျနိုင်ငံတို့မှာစိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ဆေးလွတ်ပေးနေကြ။ကြော်ညာကနေတဆင်အဲ့ဒီ169ကအလင်ခံခဲ့ရကြောင်း DOE ကထုတ်ပြန်ပါတယ်။သူတို့ကိုစိုက်ပျိုးရေးလုပ်ငန်းတွေမှာတစ်လကိုကနေဒါဒေါ်လာ4800ဘတ်တသိန်းတစ်သောင်းခန့်ရရှိမှာဖြစ်တယ်လို့ပြောကြားခဲ့ပြီးအလောက်ကန်ရှာဖွေခဲ့သူတွေကဝန်ဆောင်ကနေအခြားကုန်ကြဆေးတွေအတွက်တအူးကိုဘတ်6000ကနေတသိန်းတစ်သောင်းခန့်ပေးဆောင်ခဲ့ရပြီးစုစုပေါင်းဆုံးရှုံးမှုတန်ဖိုးမှာ 52တန်းကျော်ခန့်ရှိတယ်လို့ခန့်မှန်းထားပါတယ်။ဒါပေမဲ့ငွေပေးချေပြီးနောက်မှာတော့အလုတ်ရှောက်ခွေးသူတွေဟာအလုတ်သွားလုပ်ဖို့ဆေးလို့ခြင်းမခံရဘဲနဲ့ကုမ္ပဏီကိုယ်စားလှယ်တွေကအဆက်အသွယ်ဖြတ်တောက်သွားတယ်လို့သိရပါတယ်။ကုမ္ပဏီရုံးခန်းတွေကိုလည်းပိတ်သွားပြီးပိုင်ဆိုင်မှုအားလုံးကိုတဲထုတ်သွားတာကိုတွေ့ရှိရတယ်လို့အလုတ်ရှောက်ခွေးသူတွေကပြောပါတယ်။အလုတ်ကန်ရှောက်ခွေးရေးဌာနဟာအချက်အလက်တွေအမြန်ဆုံးစစ်ဆေးဆောင်ရွက်နိုင်ဖို့လူကုန်ကူးမှုနှိမ်နင်းရေးဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်နေပြီးလိန်လယ်လှည့်ပြားတဲ့အေဂျင်တွေနဲ့ ပွဲစားအဖွဲ့တွေကိုတရားဥပဒေအရအရေးယူဆောင်ရွက်ဖို့အတွက်လှုံ့ဆော်နေတယ်လို့သိရပါတယ်။ဒါအပြင်အလုပ်ကန်ရှာဖွေသူတွေဟာအေဂျင့်နဲ့ကုမ္ပဏီကိုယ်စားလှယ်တွေကိုငွေမလွှဲပြောင်းပြီးနိုင်ငံသားကိုအလုပ်သမားစေလုခွင့်ပြုထားတဲ့ကုမ္ပဏီစီးရင်ကိုထိုင်းဘဟုအလုပ်ကန်ရှာဖွေရေးမှပုံတင်နေအလုပ်ရှာဖွေသူတွေကာကွယ်ရေးဌာနရဲ့ဝက်ဘ်ဆိုက်တွေမှာဥစွာစစ်ဆေးဖို့အတွက်အလုပ်ကန်ရှာဖွေရေးဌာနကအတည်ပြုထားပါတယ်။ နှစ်ပေါင်း30ကျော်ကာလအတွင်းရွှေဈေးနှုန်းအမြင့်ဆုံးစံချိန်တင်ဈေးများဖြစ်ပေါ်နေရမှအခုတပတ်မှာတော့အနည်းငယ်ပြန်လည်ကျဆင်းလာပါတယ်။ကမ္ဘာရွှေဈေးကလည်းတအောင်စကို အမေရိကန်ဒေါ်လာ4350အထိအများဆုံးတက်ခဲ့ပြီးနောက်အမေရိကန်ဒေါ်လာ4000နီးပါးအထိပြန်လည်ထိုးစင်းခဲ့ပါတယ်။ပြည်တွင်းအခောက်ရွှေဈေးနှုန်းကတော့အော်တိုဘာလ22ရက်ညနေပိုင်းမှာတကြက်သားကိုကျပ်ငွေ88သိန်း9000ဝန်းကျင်အထိအတက်ရှိခဲ့ရာကနေ အော်တိုဘာလ23ရက်မနေ့ပိုင်းမှာတော့ကျန်းငွေ85ဒိန်အထိပြန်လည်ကျဆင်းခဲ့တယ်လို့ရွှေဈေးကွက်အတွင်းကသိရပါဗျ။အခုရက်ပိုင်းအတွင်းကမ္ဘာရွှေဈေးကဒေါ်လာ200ကျော်ပြန်လည်ကျဆင်းခဲ့ပြီးမြန်မာရွှေဈေးနှုန်းကလည်းတစ်ကြက်သားကိုကျန်းငွေ3ဒိန်ကျော်ပြန်လည်ကျလာတာကိုတွေ့ရပါဗျ။ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ဓာတ်သက်တူရွှေရည်ညွှန်းဈေးကတော့လက်ရှိအချိန်မှာ 59သိန်း9000ကျပ်နဲ့ဈေးငြိမ်နေဆဲဖြစ်ပြီးတက်မှတ်ဈေးနဲ့မရောတဲ့ရွှေဆိုင်တွေကို အရေးယူသွားမယ်လို့အသင်းကသတိပေးထုတ်ပြန်ထားပါတယ်။ကမ္ဘာငွေကြေးဈေးကွက်အတွင်းအမေရိကန်ဒေါ်လာကိုအရန်ငွေအဖြစ်ထားရှိရာကနေလျှော့ချလာရာရွှေကိုအရန်ငွေအဖြစ် နိုင်ငံအများအပြားမှ တိုးမြင့်ဝယ်ယူလာပြီးဒေါ်လာနဲ့ရွှေလဲလှယ်မှုနှုန်းတွေလည်းအပြောင်းအလဲဖြစ်ပေါ်နေတာပါ။